မင်္ဂလာပါခင်ဗျရေကုန်ခတိကနေဒီနေ့လည်းကတဲ့နေကိုတက်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီတက်လက်အောက်ကနေထွက်ပြေးပြီးဒေါ်လာရင်းတက်တွေစီမှာခိုးလုံသွားတဲ့သူတွေနဲ့တပြေးစင်းတွေကိုအမှန်တိုက်အထက်ကိုမတင်ပြမှုတွေနဲ့လာဇာနဲ့ခန်းစားကွင်းတွေကိုပါလိမ့်လေထုတ်ယူနေမှုတွေကိုစီစစ်ဖော်ထုတ်အရေးယူဖို့နေပြီးတော့စစ်ရုံးကညွန်ကြားချက်ထုတ်ထားပြန်လဲဆိုပါတယ် ရန်ကုန်မြို့ကမြမပလာဇာကပါကေမှာတရားခံဖမ်းမမိတဲ့လူတက်မှုဖြစ်ပွားပြီးမှလုံခြုံရေးစနစ်တွေတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လိုက်ပြီးဆိုပြီးမြမပလာဇာဘက်ကထုတ်ပြန်လာတဲ့သတင်းပါဝင်ဒီနေ့လည်းကတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်ကောင်စီတက်လက်အောက်ကနေထွက်ပြေးပြီးတော်လန်ရေးတက်တွေစီမှာခိုလုံသွားတဲ့သူတွေနဲ့ တပြည့်စင်းတွေကိုအမှန်တိုင်းအထက်ကိုမတင်ပြမှုတွေနဲ့လစာနဲ့ခန်းစားကွင်းတွေကိုပါလိန်လေထုတ်ယူနေမှုတွေကိုစီစစ်ဖော်ထုတ်အရေးယူဖို့နေပြည်တော်စစ်ရုံးကညွန်ကြားချက်ထုတ်ထားပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီညွန်ကြားချက်ကိုဇော်လလနှောင်းပိုင်းကတင်စစ်ကောင်စီတပ်ကထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီညွန်ကြားချက်ထဲမှာ တို့စစ်တပ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့တော်လိုင်းရေးဘက်ကမီဒီယာတွေရေးသားနေကြတဲ့အထက်မှာစစ်မှုတန်းတွေအများအပြားလက်နက်တွေပါယူပြီးထွက်ပြေးနေကြတာကိုတောက်လျှောက်ဖော်ပြထားကြတာတွေ့ရပေမယ့်စစ်တပ်ထဲမှာတော့ထွက်ပြေးသွားတဲ့စစ်သားတွေရဲ့တည်င်းတွေနဲ့ပတ်သက်ပြီးအစိအင်ကန်စာတင်ပြမှုတွေမရှိဘဲထွက်ပြေးသူတွေရဲ့လစာနဲ့ခန်းစား권တွေကိုပါဆက်လက်ထုတ်ယူနေကြတာကိုတွေ့ရတယ်ဆိုပြီးဖော်ပြထားတယ်လို့ဆိုပါတယ်အဲ့ဒီအတွက်စစ်တပ်ကနေတော်လိုင်းတပ်တွေစီကိုထွက်ပြေးသွားတဲ့သူတွေများပြားလာတဲ့အခြေအနေအမှန်နဲ့ တပြည့်စင်တွေကိုအမှန်တိုင်းအထက်ကိုတင်ပြဖို့အပြင်ထွက်ပြေးသူတွေရဲ့လာစာနဲ့ခန်းစားခွင့်တွေကိုလိမ့်လည်ထုတ်ယူနေတာတွေကိုပါသက်ဆိုင်ရာတရင်တပ်ဖွဲ့တွေကတာဝန်ရှိသူအဆင့်ဆင့်ကိုစီစစ်အရေးယူဖို့တွေအထိစစ်ကောင်စီကကြေညာချက်ထုတ်ထားတယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကလေးမျိုးကချင်းတောင်ပေါ်ကိုစစ်ကြောင်းထိုးနေတယ်အကြဖတ်စစ်ကောင်စီတပ်ကဒုတက်ချက်တအုပ်နဲ့စုံရန်တပ်သား18ဦးဟာ တော်လိုင်းတက်ထရီစီမှာအဆုတ်လိုက်အပြုံလိုက်အလင်းဝင်ရောက်လာကြတယ်လို့ Ranger ကလေး Defense Force ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့စကိုင်းတိုင်းကလေးမျိုးကချင်းတောင်ပေါ်ကိုအကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာတော်လိုင်းတက်ထရီကိုမနိုင်မနှံ့တိတိကြီးနဲ့စစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အချိန်အဲ့ဒီစစ်ကြောင်းကစစ်ကောင်စီတပ်ရဲ့တူတက်ချက်တူနဲ့စစ်မှန်တပ်သား18ဦးဟာတော်လိုင်းတက်ထရီစီမှာအဆုတ်လိုက်အပြုံလိုက်အလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်လက်ရှိမှာတော့ အဲ့လိုလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း19ဦးစလုံးကိုဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးလက်နက်တချို့လည်းပါလာတဲ့အတွက်စုငွေပါချီးမြှင့်ပေးထားပါတယ်လို့ Ranger Kelly Defense Force ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာလည်းရန်ကုန်မြို့ကမြောက်တကုံမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းတပ်သားတွေအဖြစ်စစ်ကောင်စီရဲ့ခမရ9ခုခုတရင်ကိုအပုတ်ခံရတဲ့တသားတစ်တင်ဝင့်ဆိုတဲ့သူဟာ ဒေါ်လာရင်းတက်တွေစီကိုလက်နဲ့နဲ့အတူမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ဒင်းသာရင်မြို့နယ်ပကပားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ရန်ကုန်မြို့ကမြောက်တကုံမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တပ်သားတစ်ဖြစ်စစ်ကောင်စီရဲ့ဒင်းသာရင်မြို့နယ်အခြေစိုက်ခမရ900ခုတက်ရင်ကိုအပုတ်ခံရတယ်တပ်သားတစ်တင်ဝင့်ဆိုတဲ့သူဟာဇော်လလ30ရက်နေ့ကပဲဒင်းသာရင်မြို့နယ်ပကပားကိုဆက်သွယ်လာပြီးတဲ့နောက်သူကန်ဆောင်တဲ့လက်နက်နဲ့အတူထွက်ပြေးလာပြီး ဒေါ်လာရင်းတထွေစီမှာအလဲဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုအလဲဝင်ရောက်လာတဲ့စစ်မှုန်းတတတဲ့တင်ဝင်းဆိုသူဟာစစ်မှုန်းအပတ်စဉ်ကိုတင်တန်းဆင်းဖြစ်တယ်လို့လက်ရှိမှာတော့ဒေါ်လာရင်းတထွေကသူ့ကိုကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြုစုငွေလဲချီးမြှင့်ပေးထားပါတယ်လို့ဒင်းတိုင်းမြို့နယ်ပောက်ခဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကနထိုးကြီးမြို့နယ်မှာအချက်ဖက်စက်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကာဒစီကို တော်လိုင်းတပ်တွေကကြားပြတ်တက်ခိုက်ချေမုံရမှာကားမှာပလက်လန်မှောက်သွားပြီပါလာတဲ့စစ်သား၃ဦးလဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်တနက်၄လက်ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိခဲ့တယ်လို့မြင်းညာခိုင်း PDF အမှတ်၄တင်း၃၀ကနေထုတ်ပြန်ထားပါတယ်ထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေတင်ပါလဲစစ်ကောင်စီတပ်သားတွေရဲ့မသာလောင်းပုံတွေနဲ့ကားပါပလက်လန်မှောက်ရကြီးဖြစ်နေတာကိုတွေ့ရပါတယ်ဖြစ်စဉ်ကတော့ဩဂလ9ရက်နေ့ကပဲ ရိုးကြီးမျိုးနဲ့ကနာကြီးရွာကနေပြင်စီဂျေးရွာဘက်ကိုထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာရာကားစီကိုဒေါ်လိုင်းတပ်တွေကလမ်းကနေအသက်ဆောင်ပြီးကြားပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတွေရဲ့ကားပါပလက်လန်ပေါက်ရကြီးဖြစ်သွားပြီးကားပေါ်မှာပါလာတဲ့စစ်သား၃ဦးကတော့ဘွဲချင်းပြီးတွေကိုတိတ်ကုန်ကြသလိုကျန်တဲ့၂ဦးကထွက်ပြေးသွားကြပြီးကားပေါ်မှာပါလာတဲ့တနက်၄လက်ကိုပါဒေါ်လိုင်းတပ်တွေကတင်းစီရရှိခဲ့ပြီးတဲ့နောက် အဲ့ဒီမှောက်နေတဲ့စစ်ကောင်စီတပ်သားတွေရဲ့ကားကိုပါတခါတည်းမိရှုရှင်းလင်းခဲ့တယ်လို့မြန်ညာခိုင်ပီဒီအမှတ်လေးတရစ်30ကနေထုတ်ပြန်ထားပါတယ်ခင်ဗျာအဖေမတော်တင်းသားကြီးမြို့နယ်ကရမ်ဖူဂျေးရွာမှာဝင်ရောက်တဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားတွေဟာတောင်ပြေးမြောက်ပြေးနဲ့ကစင်ကလေးတွေဖြစ်ကုန်ကြတယ်လို့ဘုခရင်တပ်ဖွဲ့ကပြောပါတယ် ဒါကတော့လက်ရှိတွင်သားတိုင်းမှာတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်ကသူတို့ပြန်လဲထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းတွေထိုးနေရမှာတော်လိုင်းတက်တွေနဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဩဂုတ်လ9ရက်နေ့ကဆိုရင်လေတင်းသားမျိုးနယ်ကရမ်ဖူကျေးရွာမှာဝင်ရောက်တဆွဲဂိတ်ချပြီးဖျက်သွားသမျှပြည်သူတွေကိုပါစစ်စေးတာတွေလုံနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတက်တွေကဒရုန်းနဲ့ဘုံကျဲတက်ခတ်ရမှာ။ စေကောင်းစီတပ်သားတွေဟာတောင်ပြေးမြောက်ပြေးနဲ့ကစင်ကတရားတွေဖြစ်ကုန်ကြတယ်လို့ဘုခရင်တပ်ဖွဲ့ကပြောထားပါလိမ့်ခင်ဗျ။အဖတ်မှာတော့ရန်ကုန်မြို့ကမြမပလာဇာကပကင်မှာတရားခံဖမ်းမမိတဲ့လူတက်မှုဖြစ်ပွားပြီးတော့မှလုံခြုံရေးစနစ်တွေဒိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လိုက်ပြီးဆိုပြီးမြမပလာဇာဘက်ကတရင်ထုတ်ပြန်လာပါတယ်။ဒါကတော့ဩဂလ9ရက်နေ့ညနေ9:00ကျော်လောက်မှာပဲအသက်59နှစ်အရွယ်ဒေါ်ဆဆန်းအေးဆိုတဲ့သူကို ရန်ကုန်မြို့မြန်မာပလာဇာကားပါကင်မှာလူနှစ်ဦးကဓားနဲ့ဝိုင်းထိုးခဲ့ပြီးတဲ့နောက်ဒေါ်စဆန်းအေးဆိုတဲ့သူဟာသွေးထွက်လွန်ပြီးဆေးရုံမရောက်ခင်မှာပဲတည်ဆုံသွားခဲ့တဲ့အကြောင်းကိုတည်ဆုံသူရဲ့မိသားစုတွေကိုယ်တိုင်လူမှုကွန်ရက်ကနေထုတ်ပြန်ထားပါတယ်ဒီလိုရန်ကုန်မြို့ရဲ့အချက်အချာကြတဲ့မြို့ပြနေရာမျိုးဖြစ်တဲ့မြန်မာပလာဇာကားပါကင်မှာလူတက်မှုဖြစ်ပွားမှုကြောင့်လူတို့ရဲ့စိတ်ဝင်စားမှုမြင့်တက်ပြီးအုတ်အော်တောင်းနှင်းဖြစ်နေတဲ့အတွက်စစ်တပ်ထိပ်ပိုင်းတွေကပါ အဲ့ဒီအမှုကိုတဆိုင်ရာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေနဲ့ထောက်လန်းရေးတွေကပါအများဆုံးဖော်ထုတ်ကြဖို့အမိန့်ပေးထားသေးတယ်လို့ရန်ကုန်မြို့နယ်ရဲတရင်ရင့်မြစ်ကပြောထားပါတယ်။အခုလိုရန်ကုန်မြို့ကမြန်မာပလာဇာကားပါကင်မှာတရားခဏ်ဖမ်းမမိတဲ့လူတက်မှုဖြစ်ပွားပြီးတော့မှပလာဇာရဲ့လုံခြုံရေးစနစ်တွေကိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လိုက်ပြီးဆိုပြီးမြန်မာပလာဇာဘက်ကနေတင်ထုတ်ပြန်လာပါတယ်။အဲ့ဒီရန်ကုန်မြို့မြန်မာပလာဇာမှာပြီးခဲ့တဲ့2021ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကအဲ့ဒီပလာဇာရဲ့လုံခြုံရေးဝန်ထမ်းတွေဟာ ဆန္ဒရှင်စန့်ကျင်ဆန္ဒပြတဲ့လူငယ်တချို့ကိုရိုက်နှက်ဖမ်းဆီးခဲ့တဲ့အတွက်ပြည်သူလူထုကသပိတ်မှောက်ခဲ့တဲ့ဈေးဝယ်ဆန္ဒတခုလည်းဖြစ်ပါလိမ့်ခင်ဗျာတဖက်မှာတော့မဲခေါင်လန်ချန်ပူပေါင်းဆောင်ရွက်မှုရန်နေရအောက်ကနေအထူးရန်မုံငွေအဖြစ်ဆိုပြီးအမေရိကန်ဒေါ်လာ3.3တန်းကိုအကြက်ဖက်မဲအွန်လိုင်းတို့စစ်အုပ်စုစီတရုတ်နိုင်ငံက PX ခဲ့တယ်လို့သိရပါတယ် အဲ့ဒီရန်မုံငွေခေါင်းစဉ်အောက်ကနေငွေလွှဲပြောင်းပေးအပ်တာကိုမနေ့ကနေပြည်တော်မှာရှိတဲ့ Pat Ryan Hotel မှာပြုလုပ်ခဲ့ကြပါလေမဲခေါင်လန်းချမ်းပူပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးတဲ့အခမ်းအနားကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်တပ်အမတ် Miss Ma Cha တက်ရောက်ခဲ့ပြီးအချက်ဖက်စစ်အုပ်စုဘက်ကတော့ဝင်ကြီးများထုံးဥဆိုသူအပါဝင်ဌာနဆိုင်ရာဝင်ကြီးတွေတက်ရောက်ခဲ့ကြတာတွေ့ရပါလေဒီရန်မုံငွေပေးအပ်မှုဟာ မဲခေါင်လမ်းချပူပေါင်းဆောင်ရွက်မှုအထူးရံပုံငွေနဲ့ဆောင်ရွက်မဲ့စီမံကိန်း14ခုအတွက်ငွေလွှဲပေးတာဖြစ်ပြီးအချမ်းဖတ်စစ်အုပ်စုကဝင်ကြီးဌာန9ခုမှအဲ့ဒီစီမံကိန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့ဆိုထားပါသေးတယ်။အဲ့ဒီအခမ်းအနားမှာပဲအချမ်းဖတ်စစ်အုပ်စုရဲ့နိုင်ငံကြေးဝင်ကြီးဆိုသူတန်းဆွေကငလင်းဘေးမှာရွမ်း1.1ဘီလီယံအပါဝင်အကူအညီတွေပေးခဲ့တဲ့အတွက်တရုတ်နိုင်ငံကိုကျေးဇူးတင်တဲ့အကြောင်းလဲပြောဆိုသွားပါသေးတယ်ခင်ဗျ။ โอเค okay,